မြန်မာနိုင်ငံမှာအင်အားမင်းငလင်းလှုပ်ပြီးတဲ့နောက်တကြံရည်ရည်စားပစ္စည်းတွေနဲ့အလှစင်ပစ္စည်းတွေဒွေပလင်းကောတောင်းမျိုးတွေမှာအကြောင်းပါနေတယ်လို့တကြံပစ္စည်းရောင်းသူတွေစီကသိရပါတယ်။တကြံပန်းကို ကလစ်ကစားစရာနဲ့အလှစင်ပစ္စည်းစင်းတို့မှာအနည်းဆုံးတန်ဖိုး900ကနေအမြင့်ဆုံးတန်ဖိုးကျပ်900လောက်အထိစင်းတို့မျိုးမျိုးရှိတာပါ။ငလင်းမလှုပ်ခင်တုန်းကတကြံကစားစရာတွေလာဝယ်နေကြသေးပေမယ့် ငလင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာလာဝယ်သေးသူမရှိတော့ဘူးလို့ဘိမှုက ကလေးကစားစရာရောင်းသူတို့ကပြောပါတယ်ဘိမှုကတကြံပစ္စည်းလက်ကားဆိုင်ပိုက်ရှင်တို့ကတော့တကြံပစ္စည်းတွေဟာဖေဖော်ဝါရီလကတည်းကကြိုတင်ရောင်းထားလို့ပြစ်စီပြန်နေပြီလို့ဆိုပါတယ်ဒါပေမဲ့လက်လီရောင်းသူတွေစီမှာတော့တကြံပစ္စည်းတွေရှိနေစေဖြစ်ပြီးအရောင်းပါနေတယ်လို့သိရပါတယ်ဒိုဝဲနဲ့ကော်တောင်မျိုးတွေမှာလည်းတကြံပစ္စည်းရောင်းအားနေနေပြီး ကောသားမျိုးမှာတော့တကြံကာလတော်ရေးကစားတဲ့ပစ္စည်းတွေကို ထိုင်ပန်ဝေး15ဘတ်ကနေဘတ်တရာလောက်ရှိတဲ့ပစ္စည်းတွေသာဖြန့်ချီရောင်းချနေပြီးမန္တလေးကလေးကအရောင်းချနေပြီမင်းအရောင်းမတွေ့ဘူးလို့ပြောပါတယ်မန္တလေးရှိမြောက်အင်အားပင်ငလင်းလှုပ်ခတ်ပြီးနောက်စကောင်စီကတကြံပွဲတော်ကိုအတိမှုကာကိုယ်လိုမထဲပဲကျင်ပမယ်လို့ကြေညာထားပါတယ်ဒါကြောင့် ။တနင်္လာတိုင်းမှာလည်းဇလူဆက်ဖြောပြီးမန္တချိုကိုတောင်ပြန်ဖြေနေကြတယ်လို့မြို့ကန်တွေစီကသိရပါဗျ။